လုပ်ငန်းတလီလဲစပြီးတော့ထပ်ပြီးလုပ်နေပြီပေါ့နော်ဆိုတော့ဒါမကြခင်လဲပြိသက်တွေရှေ့ရောက်လာမှာပေါ့နော်ဒါပြိသက်တွေအနေနဲ့ဆိုကြိုက်ကြိုက်ကြိုက်တဲ့မျိုးလေးမှပဲဖြစ်မှာပေါ့เนาะမိရဲ့နောက်ထပ်လုပ်ငန်းတက်လီရောစပြီးလုပ်နေပါတယ်အားလုံးရဲ့ idea ပါပဲအားလုံးရဲ့ idea နဲ့ပဲစလုပ်ဖြစ်တာပေါ့เนาะဘယ်လိုဘယ်လို ဟုတ်ဟုတ်အဲအဲ့မှာတော့ဟိုပေါ့လုပ်ငန်းတလီလဲစပြီးတော့ထပ်ပြီးလုပ်နေပြီပေါ့နော်ဆိုတော့ဒါမကြခင်လဲဒါပြိသက်တီရှေ့ရောက်လာမှာပေါ့နော်ဆိုတော့အခုတော့အစနေပဲရှိပါသေးတယ်ဒါဘယ်ဘယ်နည်းဘယ်ပိုင်းဖြစ်မလဲအဲအဲ့လိုဒါပြိသက်တီအနေနဲ့ဆိုကြိုက်ကြိုက်ကြိုက်တဲ့မြို့လေးမှာပဲဖြစ်မှာပေါ့နော်မိရဲ့နောက်ထပ်လုပ်ငန်းတလီရောစပြီးလုပ်လုပ်နေပါတယ် အဓိကတော့မေကတော့ဟိုမေထက်ပေါ့မေတအားစုဆိုရင်အဖေကဥဆောင်တာများပါတယ်အဖေကအာစပြီးလုပ်ပြီးမေတို့ကတော့ဘေးနားနေပချက်ညံလေးပေးပေါ့နော်မေကြတော့ဒီလိုမျိုးဒီနုပညာတစ်ဖက်နဲ့ဆိုတော့အာဘေးနားနေအကြံဉာဏ်ပေးရမျိုးလေးရှိရပေါ့အဓိကတော့အဖေနဲ့အမေက အာလောက်တာများတယ်ပေါ့နော်အမေနဲ့အမေကအမေတူတူရှိရများတယ်အဖေနဲ့မောင်လေးကကျတော့အဲ့လိုပကံလဲသွားတယ်ခီးသွားရများတော့အဲ့လိုတူတူရှိရချင်းကြရင်တော့အလုပ်ကိစ္စလေးတိုင်းမြင်ကြရပေါ့နော်တူတူမရှိရချင်းကြရင်တော့လည်းအဲ့လိုဗီဒီယိုကောင်းနေတော့စကားပြောဖြစ်တာပေါ့နော်လုံးဝသိနေတာမေးအိုင်ဒီယာကအားလုံးရဲ့ idea ပါပဲအားလုံးရဲ့ idea နဲ့ပဲစလုပ်ဖြစ်တာပါเนาะဘယ်လိုဘယ်လိုလေးပေါ့တွေးမိွားလို့တရားလေးကိုစပြီ အဲ့လိုပါပဲဒါဟိုကန်တရားရောကိုယ့်ရဲ့ဒါအဖေတို့အမေတို့လောက်စီချင်တာလေးပေါ့အဲ့ဒါလေးရောမေးမေးစံတော့အားလုံးပါပဲမောင်လေးလည်းသဘောကျတယ်ဆိုရင်အဲ့လိုမျိုးမိသားစုအားလုံးတူတူဒါစိတ်ကူးလေးပါလူကြောက်မှသူ့ရဲ့ကန်နေအဲလက်ကန်နေလက်ဒီလိုမျိုးပေါ့ဆန်းနေလက်ဒီဆိုတာရှိရဲ့ဆိုတော့အဲဒီသူ့ လူကြောက်တဲ့ကံကိုလည်းချူမြင်လို့မရအောင်လေဆိုတော့ဒါကိုအပေါ်မှာဒါကိုကံကောင်းနေတဲ့ချိန်ကျရင်တော့ကံကောင်းတဲ့အလျောက်ပေါ်အရာရာအဆင်ပြေရယ်ကိုလုံးတမရလည်းအဆင်ပြေရယ်တကယ်လို့ဒါကိုကံမကောင်းတဲ့ချိန်ဆိုတာလည်းရှိရပဲဆိုတော့အဲ့ဒီချိန်ကျရင်အဲ့လိုပဲပေါ့ဒါကိုကံကောင်းတဲ့ချိန်မှာရောက်လာအလုပ်တွေစီးပွားရေးလုပ်ငန်းတွေဆိုတော့ကတန်မိုးထားတယ်ပေါ့နော်အဲ့လိုလေးလုပ်ဖြစ်တာပါပကံမျိုးတူလေးဆိုရင်အာမေဒါနှစ်နှစ်ပြည့်ပြီပေါ့နှစ်နှစ်ဒီအောက်တိုဘာဆိုရင်နှစ်နှစ်ပြည့်ပြီပေါ့နော်ဆိုတော့နှစ်နှစ်လုံးလုံးလေးမိရဲ့ပကံမျိုးတူလေးကိုဒါအနေနဲ့ရရက်ကနေပြီးတော့ အဲ့တဲ့တွေကဒါပကံမျိုးချစ်တဲ့သူတွေကလာလာကြတယ်အဲ့ချိန်ကြရင်လည်းမိ့ကိုပရိယာပြီးတော့ပကံမျိုးသူမှာတဲပေးကြရပေါ့နော်အဲ့ထွက်လည်းအများကြီးအများကြီးကိုကျေးဇူးတင်ပါတယ်လို့ပြောချင်ပါတယ်အခုဆိုဒါဝါကျုကာလာလည်းပြန်ရောက်ပြီးအခီးသွွားကာလာလည်းပြန်ဖြစ်ပြီးဆိုတော့ဒါဟိုဟိုတယ်မှာဆိုတာအပြစ်နီးပါပေါ့လေဆိုတော့အမြင်တဲ့ဒါမမိမလျော့နဲ့ပကံရောက်ပြီးဆိုရင်ဒါပကံမျိုးသူတရိယာပေးကြအဲ့ထွက်လည်းတကယ်ဝမ်းသာမိပါတယ် ခံစားမိပါရင်မေကွန်ကခီးသွားရကြိုက်တယ်ပေါ့မိကကျတော့မိရဲ့အိမ်မက်ဆိုလို့ရှိရင်မိကအာအဲ့လိုခီးသွားခြင်းနဲ့အဲ့လိုအလုံးလုံးတဲ့ခီးသွားရဲအဲ့လိုမျိုးလေးနဲ့ပဲဖြတ်တန်းခြင်းနဲ့ပေါ့နော်ခီးဆိုတာလည်းဒါနိုင်ငံခြားခီးလည်းပါတယ်လို့ဒါမိရဲ့မိတို့မြန်မာနိုင်ငံမှာရှိလှရဲ့နေရာလေးလည်းဒါအာသွားခြင်းနဲ့ပေါ့လေမိရဖူးသေးရဲ့ဒေတာတွေမျိုးတွေအဲ့လိုမျိုးလေးပေါ့ ခြေဆုံးမျိုးကတော့အဲ့လိုအခုကတော့ဒါအကြိုက်ဆုံးတော့ပကံပေါ့လေနောက်တခြားမျိုးတွေဆိုအများကြီးကြိုက်ပါတယ်မေမျိုးကြိုက်တယ်ပြီးတော့ကလောကြိုက်တယ်အဲ့လိုတမျိုးစီမှာသူချူချားချက်လေးနဲ့တူပေါ့အမန်းလေးဆိုလည်းမန်းလေးကျုံးင်းနဲ့အရန်နှားတာပဲဒါနန်းဆန်တဲ့မျိုးလေးပေါ့နော်တောင်ကြီးဆိုလည်းတောင်ကြီးအဲ့လိုအလုံးကတော့လှတဲ့မျိုးတွေကြီးပါပဲအလုံးကိုအဲ့လိုခီးသွွားကြိုက်တဲ့သူဆိုသဘောကျတယ်အာဒါကတော့မင်းတို့လုတ်ကဲမှာပေါ့ဒါတခြားနိုင်ငံမှာတခြားနိုင်ငံတွေမှာဆိုတော့သူကသူတားတဲ့နေရာမျိုးလေးဆိုတော့တောင်းကြည့်ချင်းကြိုက်တယ် မီတာလုပ်ငန်းစဉ်လေးရောကိုကဲချိုးပေးတဲ့အရာလေးနဲ့ဆက်ဆက်နေတယ်အဲ့လိုမျိုးတော့လည်းမရှိပါဘူးဒါကတော့အဟိုလူတယောက်ကအဲဒါရှေ့ဆက်ဖို့ပဲလုပ်ရမယ်ပေါ့အစီးပွားရေးလုပ်ငန်းပဲဖြစ်ဖြစ်အနည်းပညာလုပ်ငန်းပဲဖြစ်ဖြစ်နောက်ကိုဘရောမလဲမကြည့်ပဲနဲ့အရှိ့ကိုပဲသွားနေမှာပို့ပြီးတော့ရှေ့ရှေ့ဆက်နိုင်မှာပေါ့နော်အဲဒီဒီခုလည်းတခုလည်းမရတခုလည်းအောင်မြင်အောင်တော့လုပ်ရမယ်ဒါပေမဲ့ဒီတခုအောင်မြင်ပြီးလို့ရှိရင်လည်းနောက်တခုကိုဆက်ပြီးတော့လုပ်ကြည့်ရမယ်ပေါ့နော် ဆိုတော့အဲ့လိုစိတ်နေပဲလောက်ကြည့်နေပါတယ်ဟုတ်ဟုတ်ကဲ့ဟုတ်အလိုရောလိုပါသေးရအခုမှအစပဲဆိုတော့နောက်ထပ်လုပ်ငန်းအစ်စ်လေးနဲ့လည်းဒါပြိသက်ကိုဆက်ပြပါမယ်လို့ပြောချင်ပါတယ်ဒါအဖေကကျတော့ကိုယ့်ရဲ့အာအကြီးမားဆုံးအင်အားပေါ့လေအဖေရောအမေရောကအများကြီးနောက်ကနေအနုပညာလုပ်ဆိုလဲပံ့ပိုးပေးတယ်လို့အဲစေဝါးရေးလုပ်ငန်းမှာဆိုလို့ရှိရင်လည်းဒါအဖေတို့ကပဲနောက်ကနေအမျိုးဆုံးလုပ်ပေးနေရပေါ့လေအဆက်ဆက်ရရအသေးလေးကနေဟိုအကြီးအထိဆိုတော့ အဓိကတော့မိဘတွေပါပဲ